ကတော့တင်ဆက်သူမဆန္နာပါဖြည့်ရမန်ဇလန်ကောင်းများနဲ့စိတ်ဝင်စားပွဲမှုကင်းဇလန်ကောင်းများကို နေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ MNU Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှတင်ဆက်ပေးမယ့်ဇလန်ကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်စူးကိုချိုးတဲ့ဖန်ရှေးလူကြီးများစိုးစကားတစ်ခုရှိပါတယ်စူးပေါ်ဖတ်ကြလေဖတ်ပေါ့မယ် ဖတ်ပေါ်စူးကြလေဖတ်ပေါက်မေးတဲ့ဒီလိုစကားဟာများသောအပြင်အမျိုးသားကနဲ့အမျိုးသမီးတွေရဲ့ပေါင်းတင်ဆက်ဆံရေးကိုရည်ညွှန်းပြောဆိုဟန်တူပါတယ်အမျိုးသမီးနဲ့အမျိုးသားရှင်ပြီးပြဿနာတစ်ခုခုဖြစ်ရင်အမျိုးသမီးဘက်ကပဲအရှက်ရမယ်အကျိုးနဲ့မယ်ဂုံတိတ်ခါထိပါမယ်ဆိုတဲ့သဘောကိုရည်ညွှန်းပြီးပြောဆိုသတိပေးခဲ့ဟန်တူပါတယ်ပြောင်းလဲလာတဲ့ခရီးစည်းကြောင်းအရာအဲ့ဒီအဆုံးမဟာအခုခေတ်မှာတော့အမဝင်ခွင့်မကြတော့ဘူးနေတူပါတယ် အမျိုးသမီးတွေလည်းသူ့အခွင့်အရေးနဲ့သူဒိုတက်ခင်မိလာတဲ့အယူအဆတွေပြည့်စုံလာကြလို့ပါပဲအမျိုးသားတွေနဲ့ရင်မောင်တန်းပြီးခင်နဲ့အညီဒိုတက်လာကြပါပြီရှေးရခင်ခေတ်ကလို့မဟုတ်တော့ဘူးနေတူပါရီဒါပေမဲ့တရားရုံးမှာအချုပ်ခန်းထဲကိုအမျိုးသားတွေနဲ့ရင်မောင်တန်းပြီးအမျိုးသမီးတွေဝင်လာတဲ့မြင်ကွင်းကိုမြင်ရတော့ရင်ထဲမှာမချမ်းမြေ့လှပါဘူးတခါတည်းအချုပ်ခန်းတွင်မှာ အမျိုးသားအချုပ်သားထက်အမျိုးသမီးအချုပ်သားကပိုပိုများနေတာတွေ့ရပါတယ်။ဘာမှုတွေကျူးလွန်လို့များဖမ်းရပါလေ။အော်များသောအားဖြင့်တော့ပုံးမတုံခါခွေးတွေများပါတယ်။ပုံးမတုံခါခွေးဆိုတာကတော့တရားရုံးနေပေမှာယူနေပါပြီ။ဘေးကလူတွေသာနားထဲမှာဆန်းနေကြပါလိမ့်မယ်။ဟိုအမှုလေအရက်အခေါ်မှောင်ရိတ်ကိုမှုပေါ့။ရေစိတအားတွေမကြာခဏပြက်လက်နေတဲ့အချိန်မှာမှောင်ရိတ်ခိုတိုင်းလေအဲ့ဒီအမှုမျိုးဖြစ်ချင်မှဖြစ်မှာပေါ့။ ဥပဒေအရပြဋ္ဌာန်းထားချက်လေးရှိသားပြီဒီအချက်တွေနဲ့ညီစွန်းနေလို့ဖမ်းတဲ့သူကလည်းဖမ်းတာဖြစ်မှာပါအဲ့ဒီဥပဒေပုံမှာသုံးကကြီးမှာနှုတ်အမှုရာနဲ့ဖြစ်စီကိုယ်အမှုရာနဲ့ဖြစ်စီဟိရိဥဒ္ဓဘာတရားကင်းလျက်မိမိကိုယ်ကာယကိုတမင်လှည့်ပြခြင်းဖြစ်စီတခြားနည်းနဲ့ဖြစ်စီအာယုံညီဆွဲစီရင်ဒါမှမဟုတ်အာယုံညီဆွဲစီရင်အားထုတ်ရင်ဒါမှမဟုတ်ပုံမှန်သုံးခါခွေးမှာတော့ တအူးတယောက်သောသူကိုမြူခေါ်သွေးဆောင်ခြင်းနှောက်ရက်ခြင်းတားဆီးခြင်းဒါမှမဟုတ်အနီးနားမှာရေဝဲခြင်းပြုရင်ထိုသူကိုအလौကျန်းနဲ့တနေ့အောင်မနေ့သုံးနှစ်ထက်မပိုထောင်တန်းစီရင်နိုင်စီရမည်ထိုတို့ပြဋ္ဌာန်းထားပါれပေါ်ပြပါအမှုတစ်ခုကိုကျူးလွန်လို့ဖမ်းနေသူကလည်းဖမ်းမှာပေါ့မောင်ရိတ်ခေါ်တိုင်းလေသူဟာသူ ရိုးရိုးသားသားမောင်ရိတ်ခေါ်ရင်ဘယ်ဖမ်းခံလိမ့်မလဲဒါလဲလေသူအเจ้าနဲ့သူတို့ရှိကြမှာပေါ့ အကြောင်းတရားတွေကအမျိုးမျိုးပါပဲကျွန်တော်မှအပြေမထွက်နိုင်တဲ့သင်္ချာတပုတ်လိုစဉ်းစားနေတယ်လို့အတွင်းနေချဲ့နေတော့မှဆရာအတူပါတော့ပို့မလို့ဆိုတနအီထိုးတော့မယ်ကျွန်တော်ဂျူနီယာဒေါ်လာလာအေးကတတိပေးတယ်အေးဟုတ်ပါကဲဒါဆိုလဲဆရာသွားလိုက်အောင်မယ်ဂျန်နဲ့အမှုတွေဆက်ဆက်ထားလိုက်တော့ဟုတ်ကဲ့ဆရာပြောပြောဆိုဆိုရုံးကန်းလေးကထွက်လာခဲ့တယ်မောင်အေးကိုအသက်22နှစ် အာတုဘအခေါင်းမှာဇာရေးဓာရီဟုတ်တယ်ကျွန်တော်မိတ်ဆွေတယောက်ရဲ့သားပါတတိယနှစ်ဓာရုပေရာနဲ့ကြောင်းတက်နေမိဘကပညာရေးကိုအားပေးတယ်နေကြောင်းတက်တယ်တငယ်ချင်းတွေနဲ့ဘောရာဆောင်မှာနေမေဆိုလို့ဘောရာဆောင်မှာဓာရီပညာရေးအတွက်အလိုလိုက်ရတာပေါ့ကျောင်းမှာဗာကြီးညာကြီးကျူရှင်ဘိုးတွေကလည်းပေးလိုက်ရတာအမျိုးမျိုးပဲအပေါင်းသင်းလေးကဖတ်လာတယ်ဘဲကျူရှင်တွေ တက်ပြီးဘဲပညာတွေရလေတော့မသိဘူးယောဂါတော့ရလာတယ် ယောဂါကလည်းဒီနေ့ကမ္ဘာမှာကုလို့မရတဲ့ယောဂါတိတယ်မဟုတ်လားလူမျိုးတုံးယောဂါခုခံအားကြဆင်းတဲ့ယောဂါဘလို့မှမတတ်နိုင်ဘူးအသက်ပါပေးလိုက်ရရောမိဘတွေကတော့ယဉ်ကျိုးရောပဲနှမျောစရာကမ္မတကားပဲပေါ့လေအာတုပပို့ပြီးတော့ပင်ပန်းနွမ်းနေစွာတန်ဝေကများစွာနဲ့ရုံးခန်းကိုပြန်ရောက်လာခဲ့တယ်။ဘာလဲကွာကျွန်တော်ဂျူနီယာဒေါ်လာလာအီကအနားကိုရောက်လာလို့မေးလိုက်တယ်။ဖိတ်စာစရာ သူ့လက်ထဲကဖိတ်စာလေးကိုလှမ်းကြည့်လိုက်တယ်။ဦးလာအေးအသက်58နှစ်စွန်းတော်တရားတော်နာဖိတ်ကြားစာ။နာရီဖိတ်စာလေးကိုလှမ်းပေးပြီးဒေါ်လာလာအေးကရုံးခန်းအပြင်ကိုထွက်သွားရီ။ဟမ်ဒီကောင်လေးတော့ပြန်ပြီ။ကျွန်တော်ကရေရွမိတယ်။ကိုလာအေးဆိုတာက ကျွန်တော်မိတ်ဆွေနိုင်ငံခြားအသင်းမောတာကမ္ဘာနိုင်ငံတော်များများကိုရောက်ဖူးတယ်။တိုက်နေကနေအိမ်အောင်ပစ္စည်းကလည်းလူလီသေးမရှိ ဒါပေမဲ့ဟိုတလောကအဲ့ဒီယောဂရတယ်လို့လို့ဘာလို့လို့သတင်းကြားရီသတင်းမေးရအောင်ကလေဒါမျိုးကခက်သားလားတော်တော်ရင်းနှီးကြွားဝင်တာတော့မှ မေးရမြန်းရတာက မလွယ်လှဘူးရင်ကျေးမှုအရာလူမှုရေးအရာထောက်ထားစရာတွေကရှိသေးတယ်ဘာပဲဖြစ်ဖြစ်လေသူလည်းတင်းမောသားပဲပတ်စံပေါ်တာပေါ့ယောဂဖြစ်လာရင် ကုမာပေါ့လို့ပဲသဘောထားလိုက်ကြတယ်သိပြီးတော့နင်လားငါလားအတွင်းကြကြမမေးဟော ခုတော့သွားရှာပြီ လေပြေးတော့မှတက်ကြိုးဆိုသလိုမိသားစုတွင်နှမျောစရာကြံခဲ့တဲ့သားတွေသမီးတွေအတွက်ရောကောင်းမအောင်မလား။အော်ဖြည့်ရလေတငယ်ချင်းရဲ့သူအချောင်းကိုစိတ်မကောင်းစွာနေတွေးနေမိတယ်။အခုတလော့ရက်ွက်ထင်းမှလေကောင်လေးတွေအရွယ်ကောင်းလေးတွေ၄-၅ယောက်ဆုံးမသွားတန်ကြတယ်။ပညာရေးဆုံးကန်းတိုင်မရောက်သေးတဲ့သူတွေစီးပွားရှာလို့မှကောင်းတော့အရှင်ရာတော့အရွယ်တွေလေပြေးရင်းနဲ့တက်ကြိုးဆိုသလိုဒီယောဂနဲ့ပဲအသက်ပါပေးဆက်သွားနေတယ်။ က်ဆိုင်ရာမိသားစုတွေအတွက်နှမျောတက်တာရတယ်လို့တိုင်းပြည်အတွက်လည်းနဲ့နာဆုံးရှုံးရပါတယ်ဒီတော့ကျွန်တော်စဉ်းစားမိတယ်ဟိုးရှိလူကြီးများစကားဖြစ်တဲ့စူးပေါ်ဖတ်ကြလေဖတ်ပေါက်တေးဖတ်ပေါ်စူးကြလေဖတ်ပေါက်တေးဆိုတဲ့စကားဟာတန်တရားဖြစ်လာတယ်အခုတိုင်းပြည်အတွက်အညွတ်အတက်ဖြစ်တဲ့အင်မတန်ထူးချွန်တဲ့စူးတွေတော်တော်များများကျိုးကုန်တာတွေ့နေရတယ်အဲ့ဒီအချိန်မှာကျွန်တော်ဂျူနီယာဒေါ်လာလာအေးရုံခန်းထဲကိုပြန်ဝင်လာတယ်။သူ့မျက်နှာနည်းနည်းညှိုးနေတယ် ဆရာအေးအေးနယ်တို့အမှုသုံးခါခွေအမှုကအမိန့်ချရေးဆရာဘလောက်ချလိုက်သလဲတိတယ်လေဒီအမှုထောင်ကြတော့မေးဆိုတာကျွန်တော်လည်းမကယ်နိုင်ဘူးအနေခန်းတစ်ခုမှမိတာမှု့ရခုနှစ်လုံးခေါင်းကခုနှစ်ခုမင်းကလေးခုနှစ်ယောက်တက်တဲ့ကံပစ္စည်းကအပြည့်စုံနဲ့မိနေမှာတော့ဘယ်လွတ်ပေါက်ရှိပါမလဲတယောက်ကိုသုံးနှစ်စီဆရာဟာများရဲ့ကွာတနည်းလောက်ပဲချတဲ့နေ စီမံချက်လို့ပြောရစီရဒေါ်လာလာအေက သူတိတလောက်ပြောရှာရီအေးလေနိုင်ငံတော်ကလေဓာရီပပျောက်အောင်တော့ထိချုပ်နေတာပဲကျွန်တော်နှုတ်ကရေရွတ်မိတယ်စိတ်ထဲမှာကတော့အတွေးမြင်တန်းလာရီဘလောက်ထိချုပ်ထိချုပ်အဲ့ဒီအမှုတွေက များများလာရီဘာကြောင့်မှမသိဒီတော့ဖတ်ပေါ်စူးကြလဲဖတ်ပေါက်တယ်စူးပေါ်ဖတ်ကြလဲဖတ်ပေါက်တယ်ဆိုတဲ့စကားဟာမှန်ပါအောင်မလားလို့တန်တရားရှိလာပါတယ် ။ဘာပဲဖြစ်ဖြစ်စူးကိုချိုးတဲ့ဖက်တွေပေါ်ပေါက်လာနေတာတော့မျက်မြင်တွေ့နေရပြီ။အင်မတန်ချွန်ထက်စူးရှားတဲ့စူးကလေးတွေကျူးကျူးကုန်တာတွေ့တွေ့နေရတဲ့ကျွန်တော်ဇန်နာကတော့ကဘာပေါ်မှာစူးကိုချိုးတဲ့ဖက်တွေကွယ်ပြောက်ကုန်ပါစေလို့ဇန်နာပြုတယ်။ဟုတ်ကဲ့နောက်ထပ်ဝိတုတုဇလန်လေးတစ်ပုဒ်ကိုဆက်လက်တင်ဆက်ချင်ပါ रे ။အာမခံမားလီရောသလား။ကိုကကျူးရင် ကိုတို့တော့မယုံရဘူးတဲ့ရှေးရှေးကမြန်မာဆိုစကားရှိတယ်ဆိုလိုတာကတော့လူဆိုတာတခါတည်းဟန်ကိုကိုကိုတော့ယုံကြည်စိတ်ချလို့မရဘူးမမျော်လင့်တဲ့အခက်ခဲတွေပြဿနာတွေကကြုံတတ်တယ်မဟုတ်လားဘယ်နေရာမှ စိတ်ချထားလို့မရဘူးဒီကြတဲ့သူများကိုအာမခံရတယ်ဆိုတော့တော်တော်ယုံနိုင်ခဲ့တယ်စိတ်ချနိုင်ရခဲ့တယ်အလုပ်တစ်ခုပါဒါပေမဲ့တရားစီရင်ရေးနေပေမှာတော့ဒီအာမခံဆိုတဲ့စကားဟာတော်တော်လေးရေးပန်းစားပါတယ်ဆိုကြပါစို့ တရားရုံးမှာတရားခံတယောက်အနေနဲ့အစွတ်ဆွဲခံအေးအေးယူခံရပြီဆိုရင်အဲ့ဒီတရားခံထွက်မပြေးအောင်ရုံးချင်းမှန်မှန်လာအောင်တရားရုံးကတရားခံတယောက်ကိုအာမခံနဲ့လွတ်ထားပေးလို့ရှိပါတယ်။ပြင်မှုဆိုင်ရာကျင့်သုံးဥပဒေမှာကိုကဘယ်ပုံမှနဲ့ဆို အာမခံမပေးရဘူး။ဘယ်ပုံမှနဲ့ဆိုအာမခံပေးရမယ်။စသဖြင့်အတီလဲပြဋ္ဌာန်းထားပြီးသားဖြစ်ပါတယ်။တကယ်လို့အာမခံမပေးရဘူးလို့ပြဋ္ဌာန်းထားတဲ့ပြင်မှုဆိုင်ရာဥပဒေပုံမှတစ်ခုခုနဲ့ တရားစွဲဆိုထားရင်တော့မှပြည်မှုဆိုင်ရာကြင်ထုံဥပဒေပုံမှ ပြဋ္ဌာန်းထားပါတယ်ဒီအာမခံပေးတဲ့ကိစ္စကအတော်လေးရှုပ်ထွေးပါတယ်တရားရုံးတရားခံတယောက်ကိုအာမခံပေးရင်လုံလောက်တဲ့အထောက်အထားတွေနဲ့ပြည်စုံမှပေးလိရှိပါတယ်ဥပမာတရားခံတယောက်ကိုအာမခံပေးတော့မယ်ဆိုရင်တရားရုံးကခိုင်လုံတဲ့အထောက်အထားတွေတင်ပြမှပေးလိရှိပါတယ်တရားခံတယောက်ကို၅သိန်းချက်တန်အာမခံ၂ယောက်နဲ့အာမခံပေးတယ်ဆိုပါစို့ အာမခံမဲ့သူတွေဟာမှတ်ပုံတင်အထောက်ထားအင်းတော်ဦးစည်းဖြစ်ကြောင်းအထောက်ထား၎င်းလူမှာအာမခံအကြောင်းနဲ့ငွေကိုပေးရစေနိုင်လောက်တဲ့ပစ္စည်းပိုင်ဆိုင်မှုအထောက်ထားပြီးခိုင်လုံအောင်တင်ပြပြီးတရားခန်းဟာရုံးချိန်မှန်မှန်လာအောင်တာဝန်ယူကြောင်းတရားခန်းဟာထွက်ပြေးတင်းရှောင်မဲ့သူမဟုတ်ကြောင်းတရားရုံးကစစ်ဆေးပြီးခံဝန်ချုပ်ရေးထိုးပြီးမှအာမခံပေးလို့ရှိပါတယ်။ဒါကြောင့်တရားခံတယောက်ကိုအာမခံမှုဆိုတာမလွယ်ပါဘူး။ ဒါရောင်မတရားရုံးတွေမှာထောက်ခံချက်အပြည့်စုံလုပ်ပြီးအာမခံမဲ့သူအပြည့်လိုက်စားနေတဲ့သူတွေတော်တော်များများတွေ့ရပါတယ်။ကိုကိုကိုတော့မယုံရစိတ်မချရတဲ့အခြေအနေမှာတခြားသူတယောက်ကိုအာမခံပေးဘူးဆိုတော့တော်တော်သတိထားစရာကောင်းတဲ့ကိစ္စပါ။ဒါပေမဲ့အာမခံလိုက်ရင်တနေ့ကျက်လေးတောင်၅တောင်တက်တောင်စသဖြင့်ထိုက်ထိုက်တန်တန်ရနေတော့နောက်မှဘာပဲဖြစ်ဖြစ်လောလောဆယ်ပတ်ဆိုင်ရဖို့အရေးကြီးတယ်လို့ယူဆပြီးအာမခံလိုက်စားနေတဲ့သူတွေလည်း ။တရားရုံးမှာတော်တော်များများတွေ့ရပါတယ်။နောက်ခါလာနောက်ခါစီးပေါ့။အင်းတရားရုံးမှာအမခန့်လုပ်တဲ့အကြောင်းကိုတွေ့ပြီးရုံးခန်းထဲမှာထိုင်ပြီးတော့စဉ်းစားနေမိတယ်။ဆရာရှိလား။ပြင်မရုံကန်ပေါက်ကနေအတန်ပြူရင်းနဲ့လူတယောက်ရုံကန်လေးကိုဝင်လာ ರಿ ရှိပါရဲ့ရှင်ကြော့ပါ ထိုင်ပါကျွန်တော်ဂျူနီယာဒေါ်လာလာအေးကလှန့်နှုတ်ဆက်ရင်ဧည့်သည်ကိုကြိုးစိုးနေရပေးလိုက်ပါ ರಿ ျွန်တော်ရုံကန်းထဲကနေထွက်လာပြီးရုံကန်းအရှိပိုင်းစက်တီစပွဲမှာထိုင်နေတဲ့ကျွန်တော်မိတ်ဆွေဦးလာအေးနဲ့တခြားလူတယောက်ကိုတွေ့လိုက်ရပါတယ်။ဟောဦးလာအေးပါလားဘယ်ကလှဲ့လာတော့ဘယ်ကမှလှဲ့မလာဘူးဆရာကြီးကျွန်တော်ဆရာစီကိုပဲလာခဲ့တာဦးလာအေးဆိုသူကရွာတရွာက ကျွန်တော်မိတ်ဆွေတယောက်ပါ လူရုံးလူအေးတယောက်အမှုခင်းလဲတကားမှမဖြစ်ဘူးရိုးရိုးသားသားလူတယောက်ဆိုတော့ကျွန်တော်သိပြီးသားကဲစိုးပါဦး အမှုကိစ္စတော့မဟုတ်ဘူးနေတူတယ်။အမှုကိစ္စတော့မဟုတ်ဘူးစရာ။အမှုကိစ္စဆိုရင်လည်းရတယ်။ဟာခမရဟာကလည်းစမ်းတယ်လို့ပဲ။ကဲဗျာလက်ဖက်လေးပါလေးတောက်ပါအောင်ဖြည်းဖြည်းဆိုတော့ပေါ့။ကျွန်တော်ဂျူနီယာဒေါ်လာလာအေးကလက်ဖက်ကြီးမှာတိုက်တယ်။နောက်သူ့သပွဲမှာထိုင်ပြီးကိစ္စကိုနားဆွဲနေဟန်တူတယ်။ဒီလိုစရာကြီးကျွန်တော်အမှုတော့မဟုတ်ဘူး။ကျွန်တော်လည်းတကားမှအမှုမဖြစ်ဘူးဆရာလည်းတည်သားပဲဒါပေမဲ့အမှုကကျွန်တော်လာပတ်နေတယ် ဟာစို့ပါဦးခမရကမလုပ်မိလို့လေကျွန်တော်တို့ရွာကျွန်တော်ရဲ့သွေးသားတိတ်မကင်းနေကောင်လေးတယောက်အမှုပဲအမ်အမှုကဘာမှုလေထုံးစံတိုင်းနှလုံးအမှုပေါ်ဆရာကြီးလောင်ကစားမှုပေါ့ဟုတ်တယ်ဆရာ လောင်ကစားမှုပါ ခမရနဲ့ဘာဆိုင်လေကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူးဘာမှလည်းမပတ်သက်ပါဘူးဆရာကြီးဒါပေမဲ့ရုံးကကောင်လေးကိုအာမခံပေးမယ်ဆိုလို့အာမခံလိုက်ဖို့ ကျွန်တော်ကိုသူ့အမိကလာခေါ်တယ်။ကျွန်တော်လည်းသွေးသားကလည်းမကင်းရမကင်းချောင်ဖြစ်နေတော့အဲ့ဒီအမှုမှာအာမခံလိုက်တယ်။ကျွန်တော်ရောဟော်ရီကဥပဒေရောဆိုပါတော့။သူ့ဘေးမှာထိုင်နေတဲ့ဥပဒေကိုပါမင်းငော့ပြားတယ်။ဥပဒေကိုအ깨ခတ်ရတာကလေရိုးရိုးသားသားတောသူတောင်သားတယောက်ပါ။အာမခံတော့ဘာဖြစ်လဲဥလာအေးရဲ့။ဒီလိုပဲလူတိုင်းလည်းအာမခံလိုက်နေကြတာပဲ။တချို့ဆိုငွေကြေးနဲ့တောင်အငားလိုက်ပြီးတော့အာမခံနေကြသေးတယ်။ ဒီအချိန်မှာလက်ဖက်ရည်ဆိုင်ကလက်ဖက်ရည်လာပို့ပြီးမှုအရှိစပွဲမှာလက်ဖက်ရည်ခွက်တီချထားပါရီကဲကဲလက်ဖက်ရည်လေးတောက်လိုက်ကြပါအောင်ဗျာခမရဟာပြဿနာမှမဟုတ်တာ ပြဿနာတက်နေပြီဆရာဥလာရေးကမြက်ကလေးဆံပြပြောလာရီဘလို့ဖြစ်လို့တုံးဗျအခုအဲ့ဒီကျွန်တော်တို့အာမခံထားတဲ့ကောင်းလေးကသူ့အမှုချိန်နေမကောင်းလို့လာတော့မသိဘူးရွာမှာမရှိတော့ဘူးဆရာထွက်ပြေးသွားပြီဟမ် ကျွန်တော်ကအမေလေးတစ်ချက်ပြုတ်လိုက်တယ်။တောင်လက်စလက်ဖက်ရည်တွေ ပြန်အမထွက်လာအောင်လေသတိထားလိုက်ကြရတယ်။အဲ့တော့တရားရုံးကကျွန်တော်တို့နှစ်ယောက်ကိုစင်းနေစာရောက်နေပြီစရာ။ဒီမှာရုံးခေါ်ရေးစားပြီ။သူ့ဘေးလွယ်အိတ်ထဲကစာရွက်ကလေးကို ထုတ်ပြီးပြရတယ်။ကျွန်တော်ကအသာယူကြည့်လိုက်တယ်။ဥပဒင်ကိုအကဲခတ်ကြည့်လိုက်တော့မျက်နှာငယ်လေးနဲ့သူ့အတော်ကြောက်နေပုံရှားတယ်။လူရိုးတွေကိုဦးလာအေးကလည်းမျက်နှာပြတ်နေတယ်။ ကျွန်တော်တို့ဘလို့လောက်ရမလဲဆရာကြီးအာကိုတကြီးမေးတဲ့အတန်းကျွန်တော်ကအာရပါရရှိလိုက်တယ်ဘာရည်တာလဲဆရာဆရာကဘာလို့မလို့လဲခမရခမရအာမခံပေးထားတဲ့ဥစ္စာအာမခံကဘလောက်နဲ့ပေးထားလဲငါးသိန်းထက်နှစ်ယောက်နဲ့ဆရာအေးဒါဆိုလည်းရှင်းတော့ပြီတယောက်ငါးသိန်းယောလိုက်ရင်ပြီးပြီပေါ့ငါးသိန်းကြီးများတော့ယောဖို့ကလေကျွန်တော်တို့မှအခက်ခဲရှိလို့ပါဆရာ။ ဥပတိန်ကအတန်ညှိုးငယ်စွာနဲ့ဝင်ပြောတယ်။မရောနိုင်ရင်လေတရားခံကိုမိအောင် ခမရတို့လိုက်ဖန်ဖို့။တရားခံကလည်းဘယ်ပြေးမှမသိဘူးဆရာကြီး။ကျွန်တော်တို့လည်းတက်နိုင်တဲ့လောက်တော့စုံစမ်းရှာဖွေနေပါရစေ။တရင်ရလား။တရင်အစားနာတော့မရဘူးဆရာ။အဲ့ဒါဆိုခမရတို့အချုပ်ထဲဝင်ရုံပဲရှိတော့တာပေါ့။ဟာဆရာကလေနှစ်ယောက်လုံးကမျက်လုံးပြူသွားကြတယ်။ဆရာကလည်းမလုံနဲ့လေဗျာ။ အစားကခမရတို့ဘာလို့အာမခံကြသေးလဲဘာအကျိုးကျေးဇူးရလို့တော့ကျွန်တော်ကသွေးတော်မကင်းလို့ပါဆရာကြီးဒီဥပဒေကတော့တရားတဲ့သားဆိုပြီးအိနာပါနီဖြစ်နေလို့အာနာလို့လိုက်လာတာဘာအကျိုးခံစားမှုမှလည်းမရပါဘူးဆရာကြီးအဲအဲ့ဒီနေ့ကလဖိတ်လေးတစ်ခွက်တော့တောက်ရပါတယ်အေးပေါ်ဗျာကိုကိုကိုတော့ယုံရခက်ခက်ဖြစ်နေတဲ့အချိန်မှာသူမြကိုအာမခံနေဆိုတာစွန်စားမှုတည့်ရပါဗျာ ဲအခုလိုမမျော်လင့်တာတွေဖြစ်လာတော့စိတ်တော့ကရောက်ကုန်ရတာပေါ့ဒါပထမဦးဆုံးနဲ့နောက်ဆုံးအကြိမ်ပါပဲဆရာကြီးနောက်လဲအာမမခံရဲတော့ပါဘူးဒီလိုလဲမဟုတ်ဘူးလေဦးလာကြီးကိုအာမခံမဲ့ပုံကိုရဲ့အချိန်ဒီအထောက်ထားတွေကို တွတ်ဆပြီးစလို့ခရေကစဉ်းစားပြီးလှုပ်တင်တာပေါ့မဟုတ်ဘူးလားဟုတ်ပါ रे ဆရာကြီးဒီတခါဒီကိစ္စကိုဘလို့ဖြေရှင်းရမေးဆိုတာအကြံဉာဏ်လေးပေးပါဦးသူတို့ကအကြံဉာဏ်တွေတောင်းလာကြတယ် ျွန်တော်ကလည်းအနီးနားမှာရှိတဲ့သပွဲမှာထိုင်နေတဲ့ဒေါ်လာလာအေးကိုခေါ်ပြီးသူတို့နှစ်ယောက်အတွက်ရှောက်ထားတဲ့အတနာခံစာရေးဖို့ပြင်ဆင်လိုက်ကြသည်။သူတို့နှစ်ယောက်ဆင့်ခေါ်ရရင်ချင်းနေမှာပဲရုံးတော်ကသူတို့ရှောက်ထားတဲ့အတနာခံစာနဲ့ပတ်သက်ပြီးလူအသက်မြောက်ကိုစုံစမ်းစစ်ဆေးသည်။တရားရုံးကသူတို့ရှောက်ထားချက်ကိုလက်ခံစင်းစားပြီးရိုးသားသူများဖြစ်ကြောင်းလေပေါ်ပေါက်တဲ့အတွက်တအူးကိုနှစ်သိန်းခွဲစီရော်ကြီးပေးသွင်းရန်လျှော့ပေါ့ပြီးအမိန့်ချမှတ်ပေးလိုက်သည်။ ကဲဦးလာအေးနှစ်သိန်းခွေးစီရောရောလိုက်တော့ဗျာရုံးကလည်းခမရတို့ကိုတက်နိုင်တယ်လို့ရှော့ပေါ့ပြီးစဉ်းစားမိတာပဲရောပါမယ်ဆရာရေကျွန်တော်တို့ရှာကြံပြီးတော့မဖြစ်ဖြစ်အောင်ရောပါမယ်မိုက်ပြစ်မိုက်တံပေါ်ဆရာဦးလာအေးကတရားရုံးအမိန့်ကိုကြေကြေနက်နက်ကြီးခံယူပါရီဥဖတင်ကလည်းခေါင်းတငိမ့်ငိမ့်နေပေါ့အာမခံနေဆိုတာလွယ်တယ်များမှတ်နေရောလားထို့သောကျွန်တော်စိတ်ထဲမှာရေရွမ်းမိသည် ။စာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။